ခိုင်နှွေတဲ့သားရင်ဥစားမှုတွေကြောင့်စစ်မင်းရဲ့ brighter မိခင်ကြီးဖြစ်ချီချူးခံနေရသူအိတ်တင်ကိုတချိန်က brighter မိခင်ကြီးဖြစ်ခဲ့ပေမယ့်လက်ရှိမှာတော့ brighter မေတော့တပါးဖြစ်တင်စားခံနေရတာကခိုင်နှွေပါ ဖန်နီဝေယပရိုက်တာလုပ်ငန်းတွေကိုစူးစားလှုပ်ဆောင်တယ်လို့ပြောနေပေမယ့်အပြောနဲ့လုံနေမကြီးပဲနဲ့အလူငွေတွေကိုကိုကျိုးအတွက်သုံးချနေတာဖြစ်ပါရည်ဒါတွေကလည်းသူမဘက်ကတော့ညှင်းဆန်ထားပေမဲ့လည်းတက်သေးသေးနဲ့တကွာပေါ်ထွက်လာခဲ့ပါရည်ပရိုက်တာလုပ်ငန်းတစ်ခုမှာအိုးဆောင်နိုင်စွမ်းမရှိပဲကိုကျိုးအတွက်သုံးချနေတဲ့ခန်နီဝေတဲ့ကိုပိုင်စန်းစားတွေနဲ့အများပြည်သူကြိုးကိုတိတ်ဖို့ဆောင်ရွက်နေတာကြောင့်နမေကြီးလာခဲ့တာကတော့ဆယ်လီအိတ်တင်ကိုဖြစ်ပါရည် ဖေဖိုဆယ်လီအေတင်ကိုဟာဆိုရင်တော့အင်မတန်ချမ်းသာတဲ့တထင်းမာကြီးတယောက်ဖြစ်ပြီးခင်မုန်းတဲ့မရှိတော့တဲ့နောက်ပိုင်းသူမတယောက်တည်းစီးပွားရေးလုပ်ငန်းတွေကိုဦးဆောင်နေတာပါ။ဒါလေးကိုလေထူးချွန်သူဖြစ်အောင်ကျွေးမွေးဆောက်ရှောက်နိုင်ခဲ့ပြီးတော့ဘသူမှပြန်လည်မကြည့်ရတဲ့ကိန်းကန်ကြီးတဲ့တထင်းမာကြီးဖြစ်မာနာကြီးစွာနေထိုင်တာဖြစ်ပါရည်။ဒါပေမဲ့သူမကဘလောက်ပဲမာနာကြီးနေပါစေပြည်သူတွေခက်ခဲကြုံတဲ့အခါမှာတော့တိချာစနစ်ကျစွာနဲ့ကုညီလှုပ်ဆောင်ပေးနေတာကိုတွေ့ရပါတယ်။ဒါကြောင့်လေသူမရဲ့ကုညီမှုတွေနဲ့အများအကျိုးတွေတေဖို့ဆောင်ရွက်မှုတွေကြောင့် ခိုင်နင်းဝေထဲအများကြီးတာပြီးတော့စစ်မှန်တဲ့ပရိသတ်သမားတယောက်ဖြစ်တင်စားနေရတာဖြစ်ပါတယ်။အေသင်ကွာဆိုရင်ကြုံတွေ့နေရတဲ့ပြည်သူတွေကိုအင်မတန်ကိုမှစာနာသနာပြီးတော့လူတန်းကူညီမှုတွေပြုလုပ်ခဲ့ပါတယ်။နေစဉ်နေတိုင်းပြည်သူတွေရှိရာကိုတွားရောက်ပြီးတော့လိုအပ်သမျှအခက်ခဲတွေကိုမေးမြန်းပြီးတက်နိုင်သမျှအကောင်းဆုံးကူညီပေးနေတာကိုလည်းတွေ့ရပါပြီ။ပြည်သူတွေကဘလောက်ထိခက်ခဲနေမလဲဆိုတာကိုအမှန်တကယ်ကိုချင်းစားတဲ့အတွက်သူမကအလှပတွေတောင်မှမပြေနိုင်တော့ဘူး။အပုံမီးတွေကိုမျှဝေခန်းစားပြီးကူညီပေးနေတာဖြစ်ပါပြီ။ ဒီလိုမျိုးကုညီငယ်ကင်မှုတွေကအမှန်တကယ်လိုအပ်နေတဲ့ပြည်သူတွေစီထီရောက်ရှိသွားခဲ့တဲ့အတွက်အများပြည်သူကလေးစားနေကြရတာဖြစ်ပါတယ်။ခန်းနေဝေဆိုရင်ခြားသောနိုင်ငံကျော်ထိတ်တန့်ဥပညာရှင်တွေတထေးကြီးတွေရဲ့လူဒန်းငွေ တိမ်မောင်တောင်းချီကိုရရှိထားပေမယ့်လူဝဲနေတဲ့ပြည်သူတွေစီကိုလူတန်းနိုင်ဆွဲမရှိခဲ့ပါဘူး။ဒါတွေမှာကသူမကြိုးစည်းပါအတွက်ပဲတုံးချနေတယ်ဆိုတဲ့သက်သေတွေလည်းပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ဆရာဝန်ကြီးရပြောချက်ရဆိုရင်တော့သူမကအလှငွေတွေကိုဖတ်ထားတယ်ဆိုတာလည်းပေါ်လွင်ထင်ရှားလာခဲ့ပါပြီ။ဒါပေမဲ့အတင်းကိုကတော့သူမရဲ့ကိုပိုင်ဝင်ငွေတွေနဲ့ပဲအများပြည်သူကြိုးတွေလူတန်းကုသိုလ်ယူနေတာဖြစ်ပါတယ်။ပြည်သူတွေကိုအလွန်ငွေတွေနဲ့လိုအပ်တဲ့သုံးဆောင်တွေကုညီပံ့ပိုးပေးခဲ့ုံသာမကနေထိုင်လို့မရအောင်ထိခိုက်သွားခဲ့တဲ့အိမ်တွေကိုလည်းကုညီပေးနေတာဖြစ်ပါတယ်။အချို့အိမ်တွေဟာဆိုရင်အထဲကို င်နေလို့လုံးဝမဖြစ်နိုင်တော့ပါဘူး။ဒါပေမဲ့လည်းခုချိန်မှာဆိုရင်အင်တအင်ကိုဖြိုချဖို့အတွက်မြန်မာငွေ9သိန်း6သိန်းမကပေးနေရတာဖြစ်ပါတယ်။ဒါကြောင့်အေတင်ကိုကတော့သူမတို့ brighter ဖွဲ့စည်းကပိုင်ဆိုင်တဲ့စက်ပစ္စည်းတွေနဲ့အဲ့အိမ်တွေကိုခမဲ့ဖြိုချပေးနေတာဖြစ်ပါတယ်။အိမ်တွေကိုတေချာစွာလေးလာကြည့်ရှုပြီးတော့ဖြိုဖို့လိုအပ်နေတာသိကြရင်အင်ရှင်တွေနဲ့ညီနိုင်ပြီးတော့ခမဲ့ကူညီဆောင်ရွက်ပေးနေရလည်းဖြစ်ပါတယ်။အချို့တွေကသူမကိုသူများရဲ့အိမ်တွေကိုအလကားဖြတ်နေတယ်ဆိုပြီးဝေဖန်နေကြတာတွေလည်းရှိပါတယ်။ဒါကြောင့်အေတင်ကိုကတသက်တည်းနဲ့တကွာတေချာစွာယူဆောင်ထားပြီးအ ရှင်တွေရဲ့ခွင့်ပြုချက်တွေနဲ့အခုလိုကူညီလှုပ်ဆောင်ပေးတာလည်းဖြစ်ပါတယ်။ပြည်သူတွေအတွက်အဖက်ဖက်ကမှလိုအပ်ချက်မရှိအောင်တိကျစွာစီစဉ်နိုင်ပြီးတော့ဥဆောင်နိုင်စွမ်းနဲ့ပြည့်ရှိတဲ့အတွက်ခိုင်းနှီးဝေထက်တောင်မှလေးစားစရာကောင်းတဲ့ပရိဒတ်သမားတယောက်လိုတင်စားနေရတာဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောခိုင်းနှီးဝေနဲ့အေတင်ကိုတို့နှစ်ယောက်ရဲ့ကြွားချမှုပေါ်မှာထင်မြင်ချက်လေးတွေရှိရင်လည်းပြောသွားပေးခဲ့ပါအောင်ရှင်။